တရား၅မျိုးနဲ့ပြည့်စုံနေတဲ့ဥပဒကတွေဥပဒကစန္ဒလစန္ဒလဥပဒကပဲဖြစ်တယ်တကယ်သူတော်ကောင်းဥပဒကမျိုးမဟုတ်ဘူးစန္ဒလဥပဒကဆိုတာကတော့ဥပဒကအကျဉ်းစာလို့ဆိုလိုပါတယ်နော်ဥပဒကမလအမတန်ညစ်ပပယင်နေတဲ့ဥပဒကသာဖြစ်တယ်တန်ရှင်းဖြူစင်းနေတဲ့ဥပဒကမဟုတ်ဘူးဥပဒကပရိဂိတဥပဒကအနုဆိုပြီးတချို့နေရာမှာဘာသာပြန်တယ် အမတန်ရွှန်ရှန်စစ်ဆုပ်ဖွယ်ကောင်းတဲ့ဥပဒကတာဖြစ်တယ်။ရှင်းခင်မြန်လို့ဝယ်ရဥပဒကမဟုတ်ဘူး။ဘယ်တရား၅ပါးလဲ။အတ္တတောဟောတိဒုတိလောဟောတိကောတုခလမင်္ဂလိကောဟောတိမင်္ဂလံပိစေတိနောကမံဣတောသဗိတတခိနေယပရိယေတတိတတ္ထသပုဗ္ဗကာရံကရောတိအတ္တတောယုံကြည်ကြတရကံကံယရဏသုံးတံကံကံယအကျိုးတရားသတိတို့အပေါ်၌ယုံကြည်ကြတရတရားမရှိသည်ဟောတိဖြစ်၏။ နံပါတ်1နော်ယရဏသုတ်တံကံကိုင်းအကျိုးတရားစသည်တို့အပေါ်၌ယုံကြည်ချက်တရားတရားမရှိဘူးတို့သီလသီလမရှိသည်ဟောဒီဖြစ်ကိုကျင့်သီလပျက်စီးနေပြီ၅ပါးသီလပျက်စီးဥပဒကအဖြစ်ကပျက်စီးနော်ဒါကြောင့်သူကကိုကျင့်သီလလည်းပျက်စီးနေပြီဒီတော့မိမိတို့ကသီလလည်းမမြဲဘူးမိမိကိုယ်ကမိမိဗုဒ္ဓဘာသာလို့ထင်နေတဲ့ဥပဒကလို့ထင်နေတယ်ဟုတ်သလားမဟုတ်ဘူးကိုကျင့်သီလပျက်စီးနေတဲ့ပုဂ္ဂိုလ်ဒီဗုဒ္ဓဘာသာဟုတ်သလားမဟုတ်ဘူး ကိုကျင့်သီလမျက်စိနေတဲ့ပုဂ္ဂိုလ်ဒီရဏသုံးပါးကိုကိုယ်ဝယ်စိကနေတဲ့ဥပဒကဟုတ်သလားမဟုတ်ဘူးနော်တဲ့ကိုကိုကိုတော့ဘုရားဘာသာလို့ပါဇက်ကတာအမိခံတယ်တကယ်ဘုရားဘာသာဟုတ်သလားမဟုတ်ဘူးကောတုဟလမင်္ဂလိကဟောဒီကောတုဟလမင်္ဂလိကလောကီမင်္ဂလာကိုလိလလိုက်စားမှုများပြားသည်ဟောဒီဖြစ်၏လောကီမင်္ဂလာတွေကိုသာလိလလိုက်စားမှုများ မင်္ဂလာလောကီမင်္ဂလာကိုပိစေတိယုံကြည်ကာမကံကံအကျော်တရားကိုနောပိစေတိမယုံကြည်လောကီမင်္ဂလာကိုသာလင်ယုံကြည်တဲ့ကံကံအကျော်တရားကိုမယုံကြည်ဘူးဒီတော့လောကီမင်္ဂလာကြီးကိုလိလလိပ်စမ်းမှုမြတ်ပြတဲ့အတွက်ငရဲရောက်နေုံနဲ့မကတိုင်းပြပါပျက်စီးနေတဲ့ထုံးကြီးခုပြောခဲ့ပြီးပြီဒါကြောင့်ဦးဇင်းတို့လောကီမင်္ဂလာများကိုလိလလိုက်စားမှုမြတ်ပြတာကောင်းသလားမကောင်းဘူးနော် မင်္ဂလာကုန်တယုံကြည်ရမယ်ဂံဂိုင်းဂံမင်္ဂလာကုန်တယုံကြည်ပြီးလောကီမင်္ဂလာကုန်တယုံကြည်ပြီးတော့ဂံဂိုင်းအကျိုးကိုမယုံကြည်ဘူးနောက်တစ်ခုကနံပါတ်9အင်္ဂါရကပါလေဣတောဇာဤသာသနာတော်မှဗဟိတပြင်ပနဲ့အတ္တိနေရမြတ်သောအလှကိုခံယူတတ်တဲ့ပုဂ္ဂိုလ်ကိုပရိယေတ္တိရှာမိ၏ဒီသာသနာတော်ရဲ့ပြင်ပမှာမြတ်သောအလှကိုခံယူတတ်တဲ့ပုဂ္ဂိုလ်ကိုတွားပြီးတော့ရှာဖွေတယ် တထဇတုသန္နာရောယပြင်ပနိုင်လည်းပဲပုပ္ပကာရံရှိဥပြုတင်ပြုထိုက်တဲ့အလှူဒါနကိုကရောတိပြုလို့ဤအဲ့ဒါကနံပါတ်5ပဲနော်ဒီသန္နာရောယပြင်ပမှာမြတ်သောအလှူကိုခံယူထိုက်တဲ့ပုဂ္ဂိုလ်ကိုသွားပြီးတော့ရှာဖွေတယ်ကောင်းမှုကုသိုလ်တစ်ခုပြုပြီဆိုရင်သန္နာရောယပြင်ပမှာအရင်ကောင်းမှုကုသိုလ်ပြုပြီသန္နာတော်တွင်မှနောက်မှကောင်းမှုကုသိုလ်ပြုတယ်အဲ့ဒီလိုပုဂ္ဂိုလ်ဒီအင်္ဂါ၅ချက်နဲ့ပြည့်စုံနေတဲ့ပုဂ္ဂိုလ်ဒီဥပဒကစန္ဒလဥပဒကလူညစ်ပဥပဒကအနုပဲ အကောင်းမဟုတ်ဘူး။ဇနီးအဖြစ်ပြောရင်လည်းဒါဥပဒကအစ်စ်မဟုတ်တော့ဘူး။ဥပဒကအတုညာတာဖြစ်တယ်။ယရနာသုံးပါးကိုတကယ်ကိုယ်ပဲသိကနေတဲ့ပုဂ္ဂိုလ်မဟုတ်တော့ဘူး။ပုံစံပြက်သွားတယ်နော်။ပြီးတော့ဒီပိုင်းလေးမှာပုံစံပြက်သွားတဲ့အပိုင်းနဲ့ပတ်တယ်လို့နည်းနည်းဒီလောကီမင်္ဂလာလေးလာလိုက်စားမှုများပြားခြင်းသည်ဘဝတစ်ခုမှာလိလလိုက်စားမှုများပြားနေခဲ့နောက်ဘဝအထိကုသသွား နောက်ဘဝနောက်ဘဝအထိဆက်ခါဆက်ခါကုသပြီးတော့ဘာတတ်ပါလဲလောကီမင်္ဂလာကိုလိလလိုက်စားမှု များပြားခြင်းယင်စီလေးပါနဲ့ပတ်သက်ပြီးတော့လျှက်ပေါ်လော်လီကျအကောင်းခြင်းဒါရီဟာမဲ့ဖို့နိဗ္ဗာန်ရဲ့အန္တရာယ်များစွာဖြစ်နေတယ်နော်ဒီတော့ကံကံရဲ့အကျိုးကိုယုံကြည်ချက်အပြည့်အဝရှိဖို့တော့လိုပါတယ်ဒီတော့ဒါနဲ့တစ်ခုပြုပြီးဒါနဲ့တစ်ခုပြုလိုက်တဲ့အချိန်ခါမှာသာသနာတော်ရဲ့ပြင်ပမှာ မြတ်သောအလှကံပုဂ္ဂိုလ်ရှိတယ်ဆိုပြီးတော့လိုက်ပြီးရှာခွေးတယ်။ညကပဲယောဂီတကာကြီးတယောက်ကစက်ပြီးတော့ဒီကြောင်လျှောက်ထားတယ်။ခုဆိုရင်တဲ့ဘုရားဒီမှာဘာဖြစ်လာလဲ။ကွမ်းရင်မေတော်တို့ဘာလို့တော့ရောက်လာကုန်ပြီ။ဟုတ်ဟုတ်တယ်မဟုတ်လား။ဒါနတစ်ခုပြုတော်မယ်ဆိုလို့ရှိရင်အဲ့ဒီလိုနတ်ဒီမှာတွားပြီးတော့အထွတ်အမြတ်ထားပြီးတော့ဒါနကိုအရင်ပြုတယ်။ပြုပြီးတဲ့အချိန်ကကြတော့မှနောက်မှယရဏသုံးပါးမှလာပြီးတော့ဒါနပြုတယ်။သာသနာတော်ရဲ့ပြင်ပမှာ မြတ်သောအလှူခံပုဂ္ဂိုလ်ရှိတယ်လို့ယုံကြည်ချက်ဖြင့်ဒါနပြုပြီးမှသာသနာတော်အတွင်းမှနောက်မှဒါနပြုတယ်အဲ့ဒီပုဂ္ဂိုလ်မှတရဏဂုံတည်သလားမတည်ဘူးတရဏဂုံနေပျက်စီးနေနော်ကဲနောက်တစ်ခုဥပဒကရဲ့ပျက်စီးခြင်းအကြောင်းကိုပြောပြီးတော့ဥပဒကပြည့်စုံမှုအကြောင်းပြောရအောင်ကာတံပါတိတိယသတ္တသီလတံ္မာရာစေဝအာဇီဝတံ္မာရာသတ္တံပါတိ နိလကိုကျင့်သီလကနကအနည်းဆုံးဥပဒကတို့ဖြစ်ကြရမယ်ကိုကျင့်သီလဒီပါလေ၅ပါးသီလ၅ပါးသီလပြည့်စုံမယ်အသမွေးဝမ်းကြောင်းနေကလည်းသင်ကျေပြီးတော့ပြည့်စုံမယ်ဆိုရင်ဥပဒကအဖြစ်ပြည့်စုံပြီရေသနာယရဏဘယရဏဘဝတိကရတတ္တရောပင်စဓမ္မယထာဟပင်စဟိဘိခဝေတမေဟိတမနာကတောဥပဒကော ဥပဒကယရနေသဟောတိဥပဒကဘရုမေသဥပဒကပုန္တိကိစ္စနောက်တနည်းပြောရင်တော့သီလနဲ့လည်းပြည့်စုံမယ်အာဇီဝအတမွေးဝမ်းကြောင်းနဲ့လည်းပြည့်စုံမယ်နောက်တစ်ခုဥပဒကယရနာအဖြစ်စသည်ကိုပြုလုပ်တတ်တဲ့သရာဆက်ရှိသော၅ပါးသောတရားတွေနဲ့လည်းပြည့်စုံညီညွတ်နေရမယ်နော်အဲဒီတော့အဲ့ဒီ၅ပါးသောတရားတွေနဲ့ပြည့်စုံဖို့ကိုမြတ်စွာဘုရားဘယ်လိုဟောခဲ့လဲမဟာနမင်းသားကြီးရဲ့လျှောက်ထားချက်ပဲ။ ဥပဒကအဖြစ်ကဘယ်လိုပြည့်စုံနိုင်ပါသလဲဘယ်မြတ်တော်အတိုင်းရှိပမာဏဖြင့်ဥပဒကအဖြစ်ပြည့်စုံပါသလဲလို့လျှောက်ထားလို့ဘုရားရှင်ကပြန်ဖြေထားတဲ့မိကုံပဲနော်ဘိသဟိဘိခဝေတမိဟိတမနာကတောဥပဒကဥပဒကယရနေသဟောတိဥပဒကဘရုမေသဥပဒကပုံတိကိစ္စဘိခဝေစေတယံတို့ပိသဟိတမိဟိငါဘကုံတော်တရားတို့နှင့်တမနာကတောပြည့်စုံသောဥပဒကဥပဒကတေကာတိဥပဒကယရနေသဥပဒကယရနာတိ၎င်း ဥပဒကဘရုံမင်းသာဥပဒကကြာဘရုံပါတိ၎င်းဥပဒကပုံတိချင်းသာဥပဒကပုံတိကြာတိ၎င်းဟောတိဖြစ်ပေ၏။နှစ်သက်မြန်နိုးဝေရာကောင်းတဲ့ဥပဒကယရဏနော်။ယရဏထိုက်တဲ့ဥပဒကလည်းဖြစ်တယ်။ဘရုံမကြာနဲ့တူတဲ့ဥပဒကလည်းဖြစ်တယ်။ပုံတိကြာနဲ့တူတဲ့ဥပဒကလည်းဖြစ်တယ်။တရားငါးမျိုးနဲ့ပြည့်စုံခဲ့ရဲ့။အဲ့ဒီတရားငါးမျိုးဆိုတာကဘာလဲ။ တန္တောဟောတိသီလဝဟောတိနဂောတုဖလမင်္ဂလိကောဟောတိကမ္မံပိစိတိနောမင်္ဂလာနဣတောဘိဒ္ဓတခိနိယကဝေတတိဣဒ္ဓသပုဖကရံကရောတိတန္တောယုံကြည်ကြတရာတရားရှိသည်ဟောတိဖြစ်၏သီလဝကိုခြင်းသီလနှင့်ပြည့်စုံသည်ဟောတိဖြစ်၏နံပါတ်2နံပါတ်1ကဘာလဲယုံကြည်ကြတရာတရားရှိရမယ်ယရဏသုတ်တံကံကိအကျိုးတရားတို့အပေါ်၌ယုံကြည်ကြတရာတရားရှိရမယ် ဒီလကြည့်စေသမာဓိကြည့်စေပညာကြည့်စေခေါ်တဲ့ဒုက္ခသုံးရအခြင်းပြတဲ့အပေါ်နဲ့ယုံကြည်ကြတဲ့တရားရှိရမယ်။ကျောင်းကျိုးစင်ပိဋကသမုပ္ပါဒဘောတရားလို့ခေါ်ဆိုအပ်တဲ့ကံကံရဲ့အကျိုးတရားတွေအပေါ်နဲ့ယုံကြည်ကြရှိရမယ်။သန္တရာရဲ့ရှည်စွန်းလို့ခေါ်ဆိုအပ်တဲ့အတိခန္ဓာ၅ပါးသန္တရာရဲ့နောင်အစွန်းလို့ခေါ်ဆိုအပ်တဲ့အနာကခန္ဓာ၅ပါးသန္တရာရဲ့ရှည်စွန်းနောင်အစွန်းလို့ခေါ်ဆိုအပ်တဲ့အတိခန္ဓာ၅ပါးအနာကခန္ဓာ၅ပါးတွေအပေါ်နဲ့ယုံကြည်ကြတဲ့တရားရှိရမယ်။နောက်တစ်ခုသီလပါနံပါတ်1ကိုကျင့်သီလ ပြည့်စုံရမယ်အောက်ထည်ဆုံးသီလဘယ်နှမျိုးလဲ၅ပါးသီလနော၅ပါးသီလပြည့်စုံရမယ်နောက်တစ်ခုကောဒုက္ခလမင်္ဂလိကောလောကီမင်္ဂလာကိုလိလလိုက်စားမှုမြတ်ပြတိနာဟောဒီမဖြစ်မိရင်တို့ယရိယတဲ့တတ်ရှင်တို့ဆိုတဲ့ဒီလုံးရဲ့လုံငန်းရက်တွေကိုလိလလိုက်စားမှုဘာမှမရှိဘူးလောကီမင်္ဂလာကိုလိလလိုက်စားမှုလုံးလုံးမရှိဘူးကမ္မံကံကံဤအကျိုးတရားကိုကမ္မံကံကိုဝါကံကံဤအကျိုးတရားကိုပြည့်စုံသည့်ယုံကြည်၏ မင်္ဂလံလောကီမင်္ဂလာကိုနောပိစေတိမယုံကြည်ကံကံရဲ့အကျိုးတရားကိုသာယုံကြည်တဲ့လောကီမင်္ဂလာကိုယုံကြည်မှုမရှိဘူးဒီစိတ်ထားမျိုးဘုရားဘာသာမှန်ရင်သို့မဟုတ်ဥပဒကမှန်ရင်မထားနိုင်ဘူးလားထားရမယ်ပြုပြင်ပြောင်းလဲရေးပဲဒါကြောင့်ဒီဘေးရင်ဒီအပေါ်မှာဆွလန်းယုံကြည်နေတာတို့ဘေးရင်စီရီရဲ့ဟောပြောချက်အပေါ်မှာဆွလန်းယုံကြည်နေတာတို့နဂရတော်ရဲ့ ဟောပြောချက်ဒီအပေါ်မှာဆွဲလန်းယုံကြည်နေတာတို့ဟာမိမိတို့ရဲ့တဏ္ဍကုံနေပစ္စည်းချင်းအကြောင်းนี่မဖြစ်ဘူးလားဖြစ်နေပြီဒါတိထားကြနော်နောက်တစ်ခုဤတော်ဤသနာတော်ရဲ့ဝိဟိတာပြင်ပနဲ့ဤတော်ဤသနာတော်မှာဘိဟိတာပြင်ပနဲ့တက္ခိနိယမြတ်သောအလှကံပုဂ္ဂိုလ်ကနတ်ခဝေတ္တိမရှားခွေဒီသနာတော်ရဲ့ပြင်ပမှာမြတ်သောအလှကံပုဂ္ဂိုလ်ရှိတယ်ဆိုပြီးတော့လိုက်ပြီးတော့ရှားခွေမှုမရှိဘူး ဣဒ္ဓသဤသန္နာတော်အတွင်း၌သာလျှင်ပုဗ္ဗကာဏရှိဥလှူသည်လှူလိုက်တဲ့အလှူဒါနကိုကရောတိပြုလို့၏အလှူဒါနတစ်ခုပြုရင်ဥစွာသန္နာတော်တွင်မှသာဥစွာလှူတယ်။နောက်မှသန္နာတော်ရဲ့ပြင်ပမှလှူတယ်။ကုက္ကလဆိုကြပါစို့နော်။အလှူဒါနတစ်ခုပြုပြီဆိုလို့ရှိရင်သံဃာတော်တွေကိုဖျားမှုရှိတဲ့သံဃာတော်တွေကိုပြင့်ဖိတ်ပြီးတော့ရှင်းဥစွာလှူဒါန်နေပြီးမှလူတွေကိုကျုံးမိအခန်းစသဖြင့်ဒီပုံစံမျိုးပေါ့နော်။ သန္တာရဝိမတိရှိနေတဲ့ပုဂ္ဂိုလ်တွေကိုတန်လျင်ယရဏသုံးပါးကိုတန်လျင်ဥစွာလှူပြီးတော့သန္တာရရဲ့ပြင်ပမှာတည်ရှိနေတဲ့ပုဂ္ဂိုလ်တွေကို နောက်မှလှူဒန်းပူဇော်တယ်။အဲဒီအင်္ဂါ၅ချက်နဲ့ပြည့်စုံမယ်ဆိုလို့ရှိရင်တော့ဒီအင်္ဂါ၅ချက်နဲ့စုံညီနေတဲ့ဥပဒကဒယကကိုဥပဒကယရဏယရဏနှစ်တဲ့ဉာဏ်တို့ဘုရားယရဏထိုက်နေတဲ့ဥပဒကလို့လည်းခေါ်တယ်။ဘရုံမကျန်နဲ့တူတဲ့ဥပဒကလို့လည်းခေါ်တယ်။ကုန်တရိကြံနဲ့တူတဲ့ဥပါဒကလို့လည်းခေါ်ဆိုတယ်လို့ဒီလိုဘုရားရှင်ဟောထားပါတယ်နော် အဲ့တော့အခုဒီဟောထားခဲ့တဲ့တရားကတော့ဒါဂတိကာရဩဒိန်ဖေကြီးတရဏဂုံတီမှုနဲ့ဆက်ဆက်ပြီးတော့ဂတိကာရဩဒိန်တည်းရဲ့တရဏဂုံအစဉ်တန်းဒီဘလို့မြင်မှားတယ်ဆိုတာသဘောပေါက်အောင်ပြောနေတဲ့အပိုင်းလေးပါနော်